မန်လေးမှာဖြစ်ပေါ်နေတဲ့ပြည်ပခိုင်နဲ့ပတ်သက်ပြီးဘာသာရေးကိုအသုံးချကာနိုင်ငံရေးလုပ်နေတာဖြစ်တယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်စုကြည်ကဇွန်လ၄ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးမတိုင်မီသတင်းတောက်တွေရဲ့မေးမြန်းချက်ကိုဖြေကြားခဲ့ပါတယ်။ဒေါက်ဆန်စုကြည်က၎င်းတို့အဖွဲ့ချုပ်ကလည်းကြေညာချက်ထုတ်ပြီးသားဖြစ်ပြီးအဓိကကပြည်သူကိုကာဝယ်ဖို့ဖြစ်ကာထိန်းချုပ်ဖို့မဟုတ်ဘဲထိန်းချုပ်တာနဲ့ကာဝယ်တာဟာမတူကြောင်းပြောပါတယ်။ မန္လေးကိစ္စမှာတော့ဒီလိုပဋိပက္ခတွေနောက်ထပ်မပြည့်အောင်လုပ်ဖို့အများကြီးအရေးကြီးပြီးအဖွဲ့ချုပ်ကကြေညာချက်ထုတ်ပြီးပြီးချင်းအချိန်မှာကြေညာချက်အတုထွက်လာခဲ့တယ်လို့ဒေါန်ဆန်းစုကြည်ကဆက်လက်ပြောပါတယ်အဓိကကီဒီလီကိုကောင်းပြီးခင်းချုပ်ဖို့မဟုတ်ဘူးခင်းချုပ်ချာနဲ့ကောင်းဝယ်တာနဲ့မတူဘူးအဲ့တော့ဒါတကယ်လိုအပ်တယ်ဆိုရင်တော့မပြောလို့ဒါကောင်းဝယ်ရှိသလိုရှိတော့မှာပြန်ချင်ကြည့်အောင်ဒါလို့ဆံမလို့အပ်တယ်နဲ့မလို့တာမလို့တင်တယ်အဲ့ဒါနဲ့ဒီမန္လေးကိစ္စမှာတော့ ီလိုတိဘက်ကရနောက်ထပ်မဖြစ်အောင်လို့ဆိုအများကြီးအရေးကြီးတယ်။ဟုတ်တိမာပဲလေအဖွဲ့ချုပ်ကရှင်းညာချက်ထုတ်တယ်။ထုတ်ထုတ်ချင်းအတုထွက်လာတယ်။အဲ့ဒီကိလေသာဘာသာရေးကိုနိုင်ငံရေးအတွက်သုံးနေပြီလားဆိုတာဒါအဖွဲ့ချုပ်အနေနဲ့အများကြီးစဉ်းစားရမယ့်ကိစ္စဖြစ်တာ။ဟုတ်ကဲ့ကော။အစရမဒီလိုလူများတွေကပြောလို့ရှိရင်အဖွဲ့ချုပ်ကဝင်မပြောပါဘူး။တက်နေမြတ်ဒါတွေမဖြစ်အောင်လို့တော့ဘယ်ဒီဘက်ကျန်တဲ့တရဖြစ်အောင်လို့လုပ်တယ်။ဒါနဲ့အခုကအာအလုံးရှင်ပြဖို့အတွက်ဂျင်ညာချက်ထုတ်တာကိုဘာသာရေးအတူဆောင်နေတယ်။ ပေါ့ကောအဲ့ဒီပေါ့နော်တင်ညာချက်ခုထုတ်တယ်ဆိုတော့ဒါဘလူးထုတ်တာလည်းမသိဘူးဟုတ်ကဲ့ဒါဒါတော့အခွဲအခွဲချုပ်ကိုရဲ့တင်ညာချက်ကိုအတူလုပ်တယ်ဆိုတော့ဒါနိုင်ငံရေးတာဆိုင်မှုဖြစ်တယ်ဘာသာရေးကိုတုံးပြနိုင်ငံရေးလုပ်နေတာတော့ဒါအခွဲချုပ်အချိန်ကဥပဒေနဲ့လည်းမကိုက်ဘူးလုံလဲမလို့တဲ့ကိစ္စလည်းဖြစ်တယ် non-NGO တွေလည်းအများကြီးဖြစ်နေတယ် ဒါ့အပြင်ပြည်သူ့လွတ်တော်နိုင်ကသူတို့ဥွှေမန်းကလည်းဘာသာရေးပဋိပက္ခတွေဖြစ်ပွားနေတာဟာသွေးဥသားရုံမဟုတ်ပဲအခြားပြောကားတွေကြောင့်ဖြစ်နိုင်ကြောင်းဇူလိုင်လ3ရက်နေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။